မန်ယူသင်းကိုဂိုသိန်းလိုအခုလိုထိုက်တန်စွာချင်းမြင့်ခံလိုက်ရတဲ့မောင်မောင်လေးမန်ယူသင်းကိုဂိုသိန်းပြီးမှမယုံနိုင်လောက်အောင်စုချင်းမြင့်ခံလိုက်ရတာကတော့မြမလက်ရွေးစဉ်ပေါ်လုံးသမားမောင်မောင်လေးဖြစ်ပါတယ်။မောင်မောင်လေးဟာပြေခဲ့တဲ့အပတ်ကကစားခဲ့တဲ့အာဆီယံအိုစတာအသင်းနဲ့မန်ယူအသင်းတို့ရဲ့ပွဲစဉ်မှာမြန်မာနိုင်ငံကတအူးတဲတော့ကစားသမားဖြစ်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အဲ့ဒီလိုကစားခွင့်ရအပြေးမှာမောင်မောင်လင်ကမန်ယူအသင်းကိုတလုံးနဲ့တော့အနိုင်ကိုသွင်းနိုင်ခဲ့ရဖြစ်ပါတယ်။မောင်မောင်လင်ကဂိုးမသွင်းခင်မှာတော့မန်ယူလိုမျိုးကမ္ဘာပေါ်မှာနာမည်အကြီးဆုံးပရိသတ်အင်အားအများဆုံးအသင်းကိုဘယ်မြန်မာကစားသမားကမှဂိုးမသွင်းဖူးပါဘူး။ အခုခါမှာတော့မောင်မောင်လင်ကမန်ယူအသင်းကိုပထမဆုံးဂိုးသွင်းပူးတဲ့ကစားသမားဖြစ်လာပါတယ်။အထူးသဖြင့်မန်ယူအသင်းနဲ့ရင်ဆိုင်ရတဲ့အာဆီယံအော်စတာအသင်းမှာတခြားနိုင်ငံကကစားသမားတွေအများကြီးပါဝင်ပြီးမှမြန်မာကစားသမားတအူးသေးတာပါဝင်ခွင့်ရခဲ့ရဖြစ်ပြီးတော့တအူးသေးသောမြန်မာကစားသမားမောင်မောင်လင်ကမန်ယူအသင်းကိုဂိုးသွင်းနိုင်ခဲ့ရပဲဖြစ်ပါတယ်။ဒါကမြန်မာဘောလုံးလောကအတွက်ဂုဏ်ယူစရာဖြစ်ခဲ့ရပါ။အ အခုခါမှာတော့မန်ယူအသင်းကိုဂိုးသွင်းနိုင်ခဲ့တဲ့မြန်မာဘောလုံးသမားမောင်မောင်လင်းကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကတိန်းတထောင်စုပေးအပ်ချင်းမြင့်လိုက်တာဖြစ်ပါတယ်။တိန်းတထောင်ဆိုတဲ့ပမာဏကမနှဲတာကြောင့်မောင်မောင်လင်းအတွက်တော့ဂုဏ်ယူစရာပေါ့။နောက်ထပ်မြန်မာကစားသမားတွေအနေနဲ့နိုင်ငံတကာမှာအခုလိုမျိုးမြန်မာဂုဏ်ကိုစောင့်နိုင်ဖို့အတွက်မျှော်လင့်နေကြရလို့လဲဆိုပါရရှင်။